နဲအခုဟာပေါ့နော်ပြင်ဆင်ထားဆိုရင်လည်းဒါနှာခေါင်းပေါ့နှာခေါင်းဆီလီကွန်ထည့်ထားတာပဲရှိသေးတယ်ပေါ့တော့ကျန်တာလေးကတော့မျက်နှာအသားရည်ကြည့်အောင်တင်းအောင်ဒါနည်းနည်းပါးပါးလေးဟိုထိုးတာဒီလောက်ပဲရှိသေးတယ်။နဲအဲ့လိုမျိုးရုပ်ကိုပြောင်းလဲအောင်ပေါ့နော်ထုတ်ထားတာပဲမလုပ်ရသေးဘူး။နောက်ဖို့တော့ရွယ်ချက်ရှိလာပြီကွာ။အရန်အရန်ကိုပဲဟိုလေးဟိုလုံရင်းလုံရင်းနဲ့အဖီးရှိလာတယ်လို့ပြောရမှာမလား။ဒီနန်းပြင်ဦးမှာပါ။အဲအများကြီးပဲရွယ်ချက်ရှိတယ်။အဲဘယ်နားလေးတွေပြင်မလဲဆိုရင်လည်းပြင်ဖို့နေရာလေးလည်းစိတ်ကူးထားတာရှိတယ်။အဲ့ခါကျတော့လည်း ပြမယ်ပေါ့နော်။ဒါမကုန်ဘူးနဲ့စပွန်ဆာရရပေါ့နော်။စပွန်ဆာရဆိုတော့နဲဟိုပြောမယ်ဆိုရင်တော့ဒါဟိုကြော်ညာပေါ့ကြော်ညာလေးနဲ့နဲဒါလုတ်ဖြစ်တာပါ။နဲပတ်စံနဲ့နဲကုန်မဲ့အလှပြင်မဲ့ဟာဆိုနဲမလုတ်ခဲ့ဘူး။နဲအရန်ကက်စီကုန်တယ်။နဲဒီမှာစကူးဆီယာမလေးပုံစံအတိုင်းလေးပဲရိုးရိုးရင်ရင်လေးဝစ်ပါဆိုတော့နဲပြောရှင်တာအခုနဲလုံနေတာနဲ ဓမ္မစာပေတွေတင်နေတာမဟုတ်ဘူးကလေးတွေကိုနန်းစာတင်နေတာမဟုတ်ဘူးနန်းဖြောဖြင်းနေတာစင်မော်တက်ပြီးတော့နန်းဖြောဖြင်းနေတာနောက်ပြီးတော့နန်းကကျတဲ့ character မှာနန်းတရုတ်ဆောင်နေတာအဲ့ဒီအတွက်ကြောင့်မို့နန်းကျတဲ့ character ရဲ့ whistle နဲ့ညီတာဘယ်လို character နဲ့ညီတဲ့ရုပ်ကိုထွက်အောင်နန်းတရုတ်ဆောင်တာအဲ့အဲ့ပုံစံမျိုးကြအဲ့နန်းနားလဲပေးစီရှင်နေပေါ့နော်ဟုတ်မင်္ဂလာပါရှင်ဒီနေ့ကတော့ဒါဝါဝန်တော့ မြူစစ်တခြင်းလေးပေါ့အဲ့ဒါလေးကိုနန်းကိုတရုတ်ဆောင်ပေးပါဆိုလို့နန်းလာပြီးတော့မှတရုတ်ဆောင်ပေးနေတာပါအဲတရုတ်ဆောင်ကတခြင်းလေးကသူ့တခြင်းလေးကနည်းနည်းလေးပေါ့အခုအခုခစ်ပတ်ကိုသွားထားတာပေါ့နော်အဲပြောမယ်ဆိုလို့ရှင်တော့ဟို night out ထွက်တဲ့အဲပုံစံလေးပေါ့ကလပ်တူဘားတို့မှာပေါ့အဲ့လိုမျိုးတခြင်းလေးကတခြင်းလေးနဲ့မင်းကလည်းကောင်းနေပြီတဲ့အဲအဲ့တခြင်းလေးကိုတရုတ်ဆောင်ပေးထားတော့နည်းနည်းလေးတော့အဲကြွကြွရွရွလေးအဲတခြင်းနဲ့တွေ့ရင်ရောတော့နန်းကတော့သိတဲ့အတိုင်းပဲလေး အဲသချင်းတန်စင်နောက်ကိုလိုက်ပါသွားတတ်တာပဲအဲဘယ်လိုပုံစံဆိုလဲပုံစံရအောင်ပေါ့နော်အဲ့လိုမျိုးမှုကိုတော့အပြည့်ဝရအောင်တော့ကြိုးစားပြီးမှသွင်းပြီးတော့မှတိရောက်ဆောင်တာပဲဟုတ်အဲကိုတော်မီကျော်နဲ့ကအမြဲတမ်းပေါ့နော်အတွေ့နေတာစုံကြတယ်မောင်နှမတွေကလေရေဘေးမှာလဲစုံတယ်ပေါ့နော်အဲ့လိုမျိုးဟိုနှစ်ကြိတ်ရှစ်စုပွဲတွေမှာလဲစုံတယ်အပြင်ပွဲတွေမှာလဲစုံဖြစ်တယ်အဲ့ခါကျတော့အဲ့လိုကိုမောင်နှမတွေလို့ဖြစ်နေအောင်လေသူတချင်းလေးလုံရင်လဲကူညီပါဆိုတော့ခါကျတော့အဲ့ဒါလည်းရိုက်ဖြစ်ပြီးတာပါ အဲပေါ့အခုကအားလုံးကလည်းစိတ်ညစ်နေကြတယ်လေပင်ပန်းနေကြတာများတယ်လေနော်အဲ့တော့ခါကျတော့ပျော်ပျော်ရှင်ရှင်လေးနဲ့ကိုကိုဝေးပျော်ရှင်မှုကိုဖန်တီးကြတာများကြတယ်ပေါ့နော်အဲ့ပျော်ရှင်နဲ့ဖန်တီးမှုလေးကိုမှအဲနည်းနည်းမြူးမြူးလေးပေါ့အဲ့ပုံစံလေးသွားထားတာနဲတော့ဘာပဲဝေးဝေးအမြဲတမ်းအဲ့လိုပဲထင်းကနေလင်းကနေတွေ့နေရဆိုတော့ဒီနေရာမှာလည်းတွေ့ရမှာပါပဲဟုတ် အဲ့တော့ပြောရရင်တော့ဒီဒါဒါကြတော့အမှုပညာမောင်နှမတွေပေါ့နော်ကုတိုမီကျော်ဆိုလဲဒါသူတချင်းလေးနေတချင်းဆိုနေသူချင်းလေးနေပေါင်နေရရှိတာပဲလေအဲ့တော့ခါကျသူကလည်းအဲကုညီပေးပါပေါ့နော်အဲ့တော့ခါကျအမှုပညာမောင်နှမတွေဆိုတိတဲ့အတိုင်းပဲလေအဲ့လိုတယောက်တစ်လှည့်ကုညီမယ်ပေါ့နော်ဒါပေမဲ့ကုညီတယ်လို့ဒါပြောတာပါသူဘုံဖိုးတွေအများကြီးပေးပါလေနန်းကိုမတချင်းတွေလှုပ်ထားတယ်အဲထွက်ဖို့လည်းရှိတယ်ပြီးတော့ခါကျတော့နန်းတချင်းလေးတွေကလည်းအရသာဆုံးပဲအဲပေါ့နော်မြူးတာလည်းပါတယ်အေးအေးလေးလည်းပါတယ်အဆွေးလေးပါတယ်ဟုတ် တကြံမှာတော့နည်းပွဲတွေရထားပါပြီ ဒါမဲ့လည်းပွဲကူးဖို့လည်းရှိပါတယ်ထပ်ဖိရင်လည်းရပါသေးတယ်ပွဲကူးဖို့လည်းစီစဉ်ရှိပါတယ်တကြံပွဲလည်းတော့ရနေပါပြီဟုတ်အဲတကြံပွဲကူးမယ်ဆိုတော့အဲ့လိုဟိုအခုဆိုရင်လည်းနယ်မှာတခုပေါ့နော်တောင်ကြီးဘက်မှာတနေရာပေါ့နော်ဒီဒီရန်ကုန်မှာဝါတာဖုန်းမှာလည်းနန်းဖြော့ဖြေးมาပါဟုတ်ဖိတ်ပါတယ်နန်းအမှုပညာရှင်အခုမပြောရတော့ဘူးဘာလို့လဲဆိုတော့လေနန်းတညရဲနဲ့တချင်း6ပုတ်ဆိုပြီးတော့มาသိနေရလောက်ရတယ်ဆိုတော့တည်င်းတွေအရန်တက်နေရောခါကြတယ်တချို့ကလည်းမယုံဘူးတချို့ကလည်းယုံနေပေါ့နော် အဲဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ပါဒါနန်းကတော့နန်းကိုကိုကိုအတီးဆုံးပေါ့နော်အခုအမှုပညာကြီးတွေကနန်းအများကြီးတောင်းပြီးတော့မှလိုက်ဆိုနေတာလည်းမဟုတ်ဘူးနန်းကိုချစ်လို့ခင်လို့ဒါအစုချပြီးတော့မှရတဲ့ကြီးလေးပါနန်းရဲ့အမှုပညာကြီးကတော့အများပိုင်းတော့နန်း30 30 40အဲ့လိုလေးနေငှားကြတာပါဟုတ်စုကြီးပေါ့အစေတနာလေးနေပေးကြရွှေဆိုရင်ဟိုပြောရရင်အဲ့ဒါပြောလို့ရှိရင်လည်းထုတ်ကြွားရဖြစ်ဦးမယ်အဲရွှေတို့စိန်တို့ ပေါ့နော်ဗရန်များတို့အဲ့လိုတွေတောင်လက်ဆောင်ပေးပါတယ်ဟုတ်ဟုတ်နယ်ဘက်ကပါလုပ်ငန်းရှင်တွေပေါ့နော်တချို့ကလည်းသူတို့လုပ်ငန်းလေးတွေအောင်မြင်တဲ့အဆင်ပြေတယ်အဲ့နဲ့တချင်းဆိုပေးသွားတော့အပူအောင်မြင်သွားတယ်လက်ကီးကောင်းတယ်ပေါ့နော်အဲ့တော့ခါကျကန်ဆက်တယ်ဆိုမှနဲ့အဲ့ဒါလက်ဆောင်လေးတွေထပ်ပေးကြပါပေါ့အဲ့လိုအဲတကယ်တမ်းနန်းဆိုတဲ့ပွဲတိုင်းမှာအကုန်လုံးအားပေးကြတယ်ပြောမယ်ဆိုရင်နန်းလည်းအဲ့လိုမျိုးအပြန်အလှန်တယောက်နဲ့တယောက်အပေးယူမျှတယ်အဲ့လိုမျိုးနန်းဆိုလိုက်တဲ့တချင်းကကောင်းတယ်မကောင်းတော့နန်းကိုကိုကိုကလည်းအဆင်ပြေအောင်ပေါ့နော်အကောင်းဆုံးဖြစ်အောင်နန်းစူးစမ်းတာပဲသူသူတို့ရဲ့ပေါ့နော်နန်းကိုချစ်တဲ့ ဖန်နေနန်းကိုချစ်တဲ့ပြိသက်တွေအဲ့လိုအဲမိဘပြည်သူတွေကကြတော့လဲနန်းကိုတွေးလိုက်တာနဲ့နန်းကတော့ကြည့်လိုက်ပျော်ကြတာပဲလိုက်ဆူကြတာပဲเนาะအဲ့တော့ခါကျတော့အယံကိုအဆင်ပြေပါတယ်ဟုတ် နန်းအဆိုတော်ကြီးတယောက်လည်းမဟုတ်ဘူးနန်းအဆိုဘက်လိုင်းကိုလည်းနန်းတအားကြီးနဲ့မကျင့်ထားဘူးပေါ့နော်အဲ့လိုမျိုးအခုမှလာနန်းတချင်းတွေဖိတ်ပွဲတွေဆိုရလို့နန်းကိုပိုင်တချင်းလေးကိုနန်းလှုပ်ဖြစ်တာနန်းမှာဟိုငါတချင်းဆိုမဲ့အဆိုတော်ကြီးဖြစ်ပါစေလို့နန်းရွေးချက်လည်းမထားထားဘူးဒါပေမဲ့နန်းကိုဖိတ်ကြတယ်ဖိတ်ကြတော့ခါကျတော့နန်းတချင်းလေးတွေဆိုပြီးပြောပြောဖြစ်ပြီးရတယ်အဲ့ဒီအတွက်ကြောင့်မနန်းအကောင်ဆုံးကြိုးစားတယ်အခုလည်းတချင်းကိုပိုင်တချင်းတွေလှုပ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ပဲဟိုဖိတ်ပွဲတစ်ခုဖိတ်လိုက်တိုင်းမှာရွာပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်ပေါ့နော်စင်သေးသေးကြီးကြီးအဲ့ဘလိုနေရာပဲဖြစ်မြေကြီးပုံမှာပဲဖြစ်ဖြစ်ပေါ့နော်စင်မပါပဲ ဲ့ပဲဖြစ်ဖြစ်နော်ဖိတ်ပြီးဆိုရင်လည်းလီလီစစနဲ့စိတ်ဝင်စစနဲ့အကောင်းဆုံးဖြောင်းကျူးစာပြောမှဖြောဖြစ်ပြီးပါတယ်ဟုတ်ဟုတ်တယ်အဲ့လိုလေဟိုတလဲစီသွားနေလားတော့မသိဘူးပြီးခဲ့တဲ့နှစ်ကအဲရုပ်ရှင်ကားတွေရိုက်ရတယ်ပေါ့နော်အခုဒီနှစ်ကအဆိုပွဲတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာဟုတ်ရှိပါတယ်ရှင့်အဲတရုတ်ဆောင်ရုပ်ရှင်ကားတွေရိုက်ဖို့လည်းရှိပါတယ်အဲနဲလီ အခုဆိုရင်တည်းတရုတ်ဆောင်လောက်ရတယ်အဲ့ဘောနော်ဟိုဒီအစိုးပွဲတွေဖိတ်တော့နန်းဆိုရတယ်ပါဆိုနန်းဒီတိုင်းနေလို့တော့မဖြစ်ဘူးနန်းအလှပြင်းတယ်နန်းတော့လှမယ်ထင်လို့ပြင်တာပဲတချို့ကလည်းနန်းကိုလှတယ်လို့ပြောတယ်တချို့ကလည်းနန်းရဲ့အလှပြင်းမှုကိုမကြိုက်ဘူးအရင်တော့ပုံစံလေးပဲပေါ့နော်တဘာဝပုံလေးပဲကြိုက်တယ်အခုလည်းနန်းကိုဟိုဘယ်လိုပြောမလဲဆိုတော့ပြင်ထားတာလေးတွေကိုတိလို့မကြိုက်ဘူးပေါ့เนาะအဲ့လိုမျိုးပြောကြတယ်လို့ရှိတယ်။ဒါပေမဲ့နန်းကတော့ကိုကိုကိုလှတယ်ထင်လို့ပြင်တာလေ။အဲ့ဒါခါကျတော့နန်းကကြင်တတ်တယ်။ ရှိတယ်အများကြီးရှိတယ်နော်ဒီမှာ school ဆီယာမလေးပုံစံအတိုင်းလေးပဲရိုးရိုးရင်ရင်လေးဝစ်ပါဆိုတော့နန်းပြောရှင်တာအခုနန်းလုံနေတာနန်း ဓမ္မစာပေတွေတင်နေတာမဟုတ်ဘူးကလေးတွေကိုနန်းစာတင်နေတာမဟုတ်ဘူးနန်းဖြောဖြေးနေတာစင်မော်တက်ပြီးတော့နန်းဖြောဖြေးနေတာနောက်ပြီးတော့ကျတဲ့ character မှာနန်းတရုပ်ဆောင်နေတာအဲ့ဒီအတွက်ကြောင့်မို့နန်းကျတဲ့ character ရဲ့ whistle နဲ့ညီတာဘယ်တော့ character နဲ့ညီတဲ့ရုပ်ကိုထွက်အောင်နန်းတရုပ်ဆောင်တာအဲ့အဲ့ပုံစံမျိုးကြအဲ့နန်းနားလည်းပေးစီရှင်နေပေါ့နော်ဟုတ်နန်းအခုကပေါ့နော်ပြင်ဆင်ထားဆိုရင်နန်းဒါနှာခေါင်းပေါ့နှာခေါင်းဆီလီကွန်ထည့်ထားတာပဲရှိသေးတယ်ပေါ့တော့ကျန်တာလေးကတော့မျက်နှာအသားရည်ကြည့်အောင်တင်းအောင်ဒါနည်းနည်းပပလေးဟိုထိုးတာဒီလောက်ပဲရှိသေးတယ် ်။အဲအဲ့လိုမျိုးရုပ်ကိုပြောင်းလဲရပါတော့။ချုပ်ထားတာကြီးပါကြီးမလုပ်ရသေးဘူး။လှုပ်ဖို့တော့ရည်ချက်ရှိလာပြီကွာ။ဘာလို့ကြောက်လဲအရန်အရန်ကိုပဲဟိုလေးဟိုလုံရင်းလုံရင်းနဲ့အဖီးရှိလာတယ်လို့ပြောရမလားဒီနန်းပြင်အောင်ပါဗျာဘာလေးပြင်မလဲအဲနန်းအများကြီးပဲရွေချက်ရှိတယ်အဲဘယ်နားလေးတွေပြင်မလဲဆိုရင်လည်းပြင်ဖို့နေရာလေးလည်းစိတ်ကူးထားတာရှိတယ်အဲ့ခါကျတော့လည်းပြမယ်ပေါ့နော်နန်းမကုန်ဘူးနန်းစပွန်ဆာရရပါတော့ စပွန်ဆာရဆိုတော့ねဟိုပြောမယ်ဆိုရင်တော့ဒါဟိုကြော်ညာပေါ့ကြော်ညာလေးနဲ့ねဒါလုတ်ဖြစ်တာပါနန်းပစံနဲ့နန်းကုံမဲ့အလှပြေမဲ့ဟာဆိုနန်းမလုတ်ခဲ့ဘူးနန်းအရန်ကက်စီကုတ်တယ်။အော်တကယ်ဒီမျက်နာခွဲစိတ်တာတို့ပေါ့နော်ခန္ဓာကိုယ်အစိတ်ပိုင်းတွေပြုတ်ပြင်တာတို့ဘာလို့ဆိုတော့ကိုယ်ခန္ဓာကိုယ်အသွေးသားတွေကိုဝင်တဲ့ဟိုဆေးရည်လေးဆိုတာလေဒါတကယ်ဟိုအန္တရာယ်များတယ်လीနော်အဲ့တော့ခါကျတကယ်ဟိုနားလေတက်ကြွတဲ့ဒေါက်တာတွေနဲ့တိကျဆွေးနွေးတိုင်ပြီးမှလုတ်စီရှင်ပါလေဟုတ်50 50ပဲနန်းကြီးရတော့လीနန်းဟိုတကယ်တကယ် အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်နန်းချက်ပေါက်မှာရင်းနီးလို့စကားတွေကောင်းကောင်းမပြောတဲ့သူပဲဖြစ်ဖြစ်အဲ့အရန်အားပေးတယ်ဘယ်နေရာလေးကတော့ဘလို့အဆင်ပြေတယ်ဆက်လုပ်ပါဘလို့လေးအဲ့လိုမျိုးလေးပြောတယ်အဲ့ဒီဟို Facebook မှာတော့ TikTok မှာတော့ရဲ့ comment တွေကကြတော့အဆင်မပြေတာများတယ် credit သူတွေလည်းအဲသူတို့ကတော့အများတန်းနန်းကောင်းတယ်ပဲအများတန်းနန်းတော်တယ်ပဲအများတန်းနန်းနန်းကပထမမှာပဲသူတို့ကတော့အများတန်းအားပေးနေရပဲဟုတ်သူတို့ဘာလို့လောက်တာနောက်ဝင်ပြလက်ခံပြီးသားဘယ်လက်ခံပြီးသားနန်းကိုချစ်တယ်ပဲ ဟုတ်နဲအခုတခြင်းလေးနဲ့ကိုပိုင်တခြင်းလေးလည်းလုံနေပါပြီပေါ့နော်ပြီးတော့လည်းနဲရဲ့ပုံစံလေးတွေကိုနဲပွဲတစ်ခုဆိုလိုက်တိုင်းမှာအလုပ်တစ်ခုလုပ်လိုက်တိုင်းမှာရုပ်ရှင်ကားရရိုက်တာပဲဖြစ်ဖြစ်တခြင်းဆိုတာပဲဖြစ်ဘာပဲလုပ်လုပ်နဲအများနဲ့စောင့်ကြည့်ပေးနေတဲ့သူတွေကိုလည်းနဲကျေးဇူးတင်တယ်ထပ်ပြီးတော့လည်းနဲစောင့်ကြည့်ပေးပါဝေဖန်ပေးပါလို့နဲပြောဆိုရှင်ပါတယ်ရှင့်ကျေးဇူးပါဟုတ်ကျေးဇူးပါ